နေရောင်ကြီးလို့နှွေအခန်း18အများနာနေခန်းဖြစ်တာကြောင့်ဆရာဝန်တွေရဲ့အဝင်ထွက်ကတော့ရှိနေ၏ကျော်စရံထွတ်တို့အကြောင်းအတွင်ကြာကြမသိတော့လဲနှစုံနှပြားလောက်ကတော့ကြာတိထားကြပြီသားဖြစ်သည်နေတဲ့နှွေ ပုံစံမှာအပူပင်ကင်းပြီးရိုစင်း၏အန်ဒီရဲ့ကင်းသည့်ပုံစံမျိုးဖြစ်ကနူးနူးညံ့ညံ့လေးမှု ကြီးလိုက်သည်နှင့်ခေါင်းလေးပုတ်ပေးခြင်းစရာဆရာထွေလူနာ လာပြီလာပြီခြံရချလို့ပြေးကအပဝါရောက်မှကြောစီရန်ထုတဖန်ပြန်လဲလာကနေတဲ့ຫນွေဤခေါင်းလေးပုတ်က ပါလီအားဆွဲဖဲလိုက်ဤအိမ်ကိုကောင်းကောင်းပြန်တော့ဟုတ်ဖြူလာလာဝေယုံလွင့်ကနေဖြစ်သွားပြီးနောက်ရှည်လျားတဲ့ပုံရိပ်လေးမှာအဆအူဤရှုပ်ထွေးတဲ့တောင်ကျိုးတွေကြပြေးလွားပြောက်ွယ်သွားပြီဖြစ်သည် စားနေလက်စားထမင်းမှာနင်းနေကြံနေသေးတော့လေအရွက်ကြော်တွေကတော့ဂုံလူနီးပါဖြစ်နေ၏။ခြိုင်တွေအားတဆင်ချင်း ပြန်ဆင့်ပြီးနောက်နေရာတကြပြန်ထဲကလက်ကင်ဘဝလေးအားချင်းလက်ကင်တွင်ချီနောင်လိုက်၏။ဝါချံတကားမှာပွင့်နေတာကြောင့်နေသက်တွင်အနှဲငယ်တွန့်သွား၏။အိမ်နဲ့မြတ်ဆောင်တို့ပင်ကြီးအောက်တွင်ရပ်ထားသောကားဖြူကြောင့်အန်တီမြင့်မှန်တီလိုက်ရသည် အိမ်တဲရောက်တော့ထင်းသည့်အတိုင်းအန်တီမြင့်ဖြစ်ကနဘေးတွင်လည်းမိန်းကလေးတယောက်ပါ၏ထိုမိန်းကလေးမှာဖြူဖွေးနုဖက်ကအင်မတန်လှပလေသည်အန်တီမြင့်ကတော့နေသက်၍လက်ထဲကချင်းကိုကြည့်ကမျက်ခုံးပင့်သွား၏နေသက်၍ကိုလေးကျုံကခေါင်းလေးဆောင်းသွားချည်သည်အန်တီမြင့်ပြောတဲ့ကောင်လေးလားချစ်စရာလေးပဲ နဘေးမှာမိန်းကလေးစကားကြောင့်နေသက်တွင်ခေါင်းငုံကြသွားတော့လေတဖန်မိတ်ဆက်လာပြန်၏မမနံမီက လာရိတ်တွင်မှာကန်းလာတော့လက်ကလေးမှာသွေလျာကဖျောင်းလေးတစ်ဖွဲထိရက်เสียပါမရှိလက်သေးတွင်ဆိုးထားသောအယောင်လေးနှင့်လိုက်ဖက်ကထူမင်းကလေးမှာတကယ်ကို အလားနက်ဖျားမှလေးပင်နေသက်နှွေးဤတုံ့ပြန်မှုအားဂယူမဆိုင်သည်လားလာရိတ်တွင်ကရှိ၏ ကန္ဓာဒီလက်အားပြန်ချကနေရာတွင်ပြန်ထိုင်လိုက်သည်တက်နှွေးကလူစိမ့်စုနည်းနည်းရှိန်နေရပါတယ်သူစိတ်ထဲမထားပါဘူးဆိုင်ကယ်အားတောက်ထောက်ပြီးတာနဲ့အိမ်ထဲဝင်လာတော့ကြော်စီရန်ထွေးမျက်နာမှာနေတက်နှွေးရမြင်မှာတက်ပြင်းချသွားလေသည်အော်လာရိတ် တွင်လည်းရောက်နေတာကို ဟုတ်တယ်ကိုထုတ်ဟိုရက်ကကိစ္စလေးတောင်းမှန်ခြင်းလို့ လာရိတ်တွင်က မျက်စီထူးကူတယောက်ဖြစ်ကမြို့ပြမှာနာမည်ကြီးစေးရုံတွင်တာဝန်ကျတော်သူလည်းဖြစ်၏။နာမည်အတိုင်းအေးအေးချမ်းချမ်းလေးမို့เจ้าမကလေးကလိုက်တဲ့လူလည်းပေါ်တော်မင်္ဂလေးဖြစ်သည်။မင်္ဂလေးဆိုပေမဲ့အရက်လည်းရှိကရှိုက်ကြီးဖုန်ငယ်အသွဲသွဲမျိုးမဟုတ်ပဲပိန်ပိန်သွဲသွဲလေးဖြစ်က ပါပါလဲလဲလေးဖြစ်၏။ချောင်းကြီးကိုမြင်တော့ ငယ်ကဥလေးရှိတုံးလေးသေးသေးလေးနဲ့ပိုက်ချတာလိုက်ကြည့်တာကိုတတိယမိတယ်။အချိန်တွေကုန်တာမြန်တယ်လို့ပါပဲ။ထိုစဉ်ကအားလုံးငယ်ရွယ်ကြသေးကမိသည့်ခံစားချက်မျိုးမှမရှိကြချေ။လာရိတ်တွင်စိစက်ပွဲကိုမင်းလဲစိတ်ဝင်စားဘူးမဟုတ်လား။လာရိတ်တွင်ဤကော့တင်ထားသောမြက်တောင်ရှိတွေမှာလှောက်ရှားသွားလေသည်။အကြည့်တွေကိုတော့လွဲထားတော့ဖြစ်ကတက်ပြင်းတဲ့တဲ့သာချာဤ။ တင်ကိုထွတ်တို့အကြောင်းကိုနှစ်စုံနှစ်ဖြားကြပါတယ်။မိဘတွေကလည်းသိကြတဲ့အတိုင်းပဲကိုထွတ်ရဲ့။ငါကတော့နှွေးကိုပဲချစ်တယ်။နှွေးတာမရှိရင်ငါဘဝကပျက်စိတ်အောင်တဲ့ကထက်လျက်ခဲလို့ပဲလုံပါပါသွားလိမ့်မယ်။ကျော်စီရန်ထွတ်ရဲ့ပြောကြလာရိတ်တွင်ကတော့လက်ဖြင့်ပါဆက်အုပ်ကရည်လီတော့သည်။မျက်ဝန်းလလလေးတွေမှာမျက်ရည်ကြည်လေးတွေပင်ဝေးတီလာတဲ့အထိရီမော၏။ ယုံပါတယ်။ဆရာဝန်ဖြစ်နေပြီ။အိတ်ဆေးပဲပမာဏကကျမ်းမာယူထိခိုက်စီလဲဆိုတာကိုတတိမမူမိအောင်ဖြစ်နေကြတဲ့ကကိုထုတ်အတွက်အကောင်လေးဘလောက်ထိရေးပါလဲဆိုတာ။ကျော်စီယန်ထုတ်ကတော့ခပ်ဖွားဖွားလေးရေးကအဝေးတနေရာသို့အကြည့်တွေလွှဲရင်းသူ၏မျက်ဝန်းတွေမှာတော့ချူမြိန်မှုအပြည့်ထိုနောက်အဖြစ်မှန်အားညာမရသလိုဝင်ခံလာ၏မရှိရင်မဖြစ်အောင်ကိုပဲ အေးပါတာငါကူငါတော့အံ့ဩတယ်ဟေးနွေးအစောကြီးရှိသေးတယ်အိပ်ပြီလားအင်းတိန်နဲ့ဒူနေတာမှန်တော့လေအခန်းခွဲကြတာဖြစ်လို့မိခင်လေးတစ်ချိန်ကတော့ကြော်စီရန်ထုတ်ကနေသက်နွေအားလာလာကြည့်တတ်တယ်အရင်ရက်ကနဲ့မတူငိန်နေသောကောင်လေးမှာအိမ်မူကိစ္စတွေပြီးတာနဲ့အဲ့ရတန်းဝင်သွားကသူ့အမိနဲ့တောင်မှဖုံးမပြောချီ နေမကားမူလားကျော်စီရန်ထုနေတဲ့နွေနဖူးအားစမ်းမီအပြုမထင်မဆာပဲထူကောင်လေးဟာသူ့နဖူးအားခေါင်းအုံဖြင့်ဖိကဖွက်လိုက်လေသည်ကဲဒီကောင်လေးကတော့မဟုတ်တော့ဘူးငါစိတ်တော်ရင်လူသားစားတယ်နော်စီယုံမှာဆိုငါစီးထွင်ရုံတဲ့ကလေးတွေကိုအကုန်ဝါးစားပစ်လိုက်တာကျော်စီရန်ထုကလေးလူနာလေးအား၆တိရွက်တွေထုတ်သုံးလိုက်ကား သူရှိမကောင်းငယ်လေးအားချင်းချောင်းလိုက်၏နေတဲ့တွင်ခေါင်းလေးဖော်လာတော့လေကြိုစီရန်ထုတ်အားစကားမပြောချီပြီးနောက်ကြိုပေးသွားပြန်တယ်ကြိုစီရန်ထုတ်ဤနှလုံးသားလေးရဲ့နာကျင်သွားကထူစိမ့်သက်သက်ပြုမှုလေးကို သူလက်မခံခြင်းမူတက်ဆွေဆိုတဲ့ကမင်းတို့ဘာလို့ပြန်တာလဲတက်တက်ဆွေကိုမပြောမပြောပါနဲ့မောင်အိမ်ခင်လေးကတော့ သူညီကိုထီတော့မျက်လုံးဝဝိုင်းကလေးတွေနဲ့ပြူလို့နှာခမ်းလေးစုကပြန်ရန်တွေ့လာလေသည်ဘယ်ကောင်လောက်တာလဲအချိန်တော်ကြာမှငုတ်တုတ်ထထိုင်ကမျက်နှာချင်းဆိုင်လိုက်သည်မျက်လုံးဝဝိုင်းနေမှာညှို့မိုင်းနေစေဖြစ်ကနှာခမ်းပါးပါးလေးတွေမှာ အနှဲငယ်စူထော်နေတရားထင်အောင်ထင်မှဖြစ်တာလဲဖြစ်ချင်းဖြစ်လိမ့်မည်ကြော်စီရန်ထုတ်ထင်တာမမှားရင်ဒီကောင်လေးသူ့ကို စိတ်ကောက်နေရပဲဖြစ်မည် ထင်သည့်အတိုင်းသူထံလက်ညှိုးထိုးပြလာ၏ငါလာอืมမကြင်နဲ့တာရှိရင်ပြောလေကွာနေတဲ့နှွေခေါင်းလေးဆောင်းသွားချီသည် ပြီးနောက်ထမှန်မော့ကြည့်လာတဲ့အခါသူ့မျက်ဝန်းထောင်းလေးဝဲမျက်ရည်စာလေးတွေခိုကပ်ပါလာလေသည်ကိုကိုอืมမထမထခဲ့ပါနဲ့ နေအောင်ချီလိုနေအခန်းဆက်ရှိဝန်နေမှုတွေရစ်ပတ်ဆက်နွယ်နေသော အနီအတန်လေးမှာကြော်စီရန်ထုနှလုံးသားတဲ့မွန်းချက်ဖွဲစီစင်သွားကတွေ့ဝေသွားချီသည်ရှင်တွင်နေဆွဲပွေလိုက်တဲ့အခါပခုံးနေစီမိညာလာရင်အตาလေးမိဆက်ဤအမေဘာတွေပြောသားပြန်ပြီလေမမပြောမပြောပါဘူး လာရိတ်တွင်ကလည်းငါ့ကိုသဘောမကျပါဘူး။သူ့မှာလည်းသဘောကျနေရလူရှိတယ်ပြောတယ်။သူမိဘတွေကလောလောဆယ်ကျမ်းမာရေးမကောင်းသေးတာကြောင့်ငါတို့ညင်ဖို့အဆင်မပြေသေးဘူးလေ။ဘယ်เจ้าရာကကောင်းငယ်လေးကိုဝန်းနေသွားစီလဲမသိပေမဲ့တကယ်တော့အစပိုင်းကလေးကဒီเจ้าရာတွေကိုရှင်းပြတဲ့နေဆိုတာသူမေ့လျော့နေခြင်းပဲ။ဘသူကရောဒီကောင်လေးတဝင်တိုတက်မယ်လို့ထင်ပါလဲ။ ထိုအကြောင်းလေးတွေးမိတဲ့အခါရင်ထဲတိတ်ကနေဖြစ်လို့ဖတ်ထားတဲ့ကိုတီတီလေးအားပို့ပြီးတင်းတင်းလေးဖတ်လိုက်ပြီးတော့အတန်တီတီလေးပင်ထွက်လာချည်သည်ငါနောက်ရက်တွေကြာရင် စီးရုံကိုနိုင်ငံသားကဝင်ကြီးတယောက်လာမှာအင်ပြန်ရဖို့တော့လမ်းမမြင်ဘူးနေတဲ့နေရင်ခွင်ထဲမှာထွက်လို့ခေါင်းလေးဆောင်ကကြော်စီရထွက်အားမော့ကြည့်လေသည်ထိုကြည့်လေးမှာနူးညံ့ကနှလုံးသားအား ငွေပွားအီးလေးတွေနဲ့ပုတ်တက်နေသည်နဲ့ဖော်မပြတတ်သောခံစားချက်နဲ့တဲဥရမှုကို ဖြစ်ပေါ်စေ၏။ထမ်းမင်းထမ်းမင်းချိုက်လာပို့မယ်။လက်တွေပူလောင်မယ်ဂယုဆိုင်မြက်လက်ကလေးတွေကလာတယ်။ဒဏ်ရာတွေဖြစ်ရင်မကောင်းဘူး။မျက်လုံးလေးတွေကလည်းတိတ်လာတာမလို့မျက်ရည်တွေနဲ့ဆိုလုံးဝမလိုက်ဖက် ဒါကြောင့်မို့ဒီကောင်လေးကို အမြဲတမ်းပြုံးနေစေခြင်းသည်အိတ်တော့ညံ့နေပြီအိယာတွင်လဲစီလို့အညာဆောင်ပါလေးအားရှင်ဘတ်အထိဆွဲတင်ပြီးကသပင်တွေအားတတ်တင်ပြီးနောက်နဖူးလေးထက် ငုံကအနှမ်းချီလိုက်၏အသက်28နှစ်အတွင်းရီးစားတွေလည်းထားခဲ့ဘူးသလိုအလာပမျိုးစုံအောင်လည်းမြင်တွေ့ခဲ့ဘူးပြည်တာတာ အနီကောင်လေးဟာတော့မျက်တောင်မခတ်ချင်လောက်အောင်အထိသူ့အားညှို့ငင်ခဲ့သည်တော်ရိုင်သားကောင်တကောင်ဟာတမင်ပြိုကြီးအလှနော်မှာနှင့်မွန်သွားသလိုမျိုးအသွင်ပြင်ကအစဆန်ချီမြင်လေးတွေအထိမျက်နှိုးလိုက်ရတာစနေနံတွေအိမ်ထဲမသွင်းကားမှုလို့ရှေးလူကြီးတွေစကားကိုငါကလွန်ဆန်ခဲ့တာစနေနံလေးကငါနှလုံးသားရဲ့အထိဝင်ပြီးမှွေသွားတော့တာပဲကို ကိုပရင်ပေါအားရုတ်တရက်ဖွင့်လိုက်တာကြောင့်အလင်းရောင်ဆူဆူးကဝင်ရောက်လာကကျော်စီရန်ထုတ်ဆောင်အားခေါင်းမီးခြုံလိုက်ချီသည်တင်းငင်းနေလေနွေးရနာရက်လေနောက်ရက်ခံလိုက်ရတဲ့အခါကျော်စီရန်ထုတ်အတန်မှာမိုင်းထိုင်းသွားကငုံမဲမဲဖြစ်သွား၏နေတဲ့နွေကျော်စီရန်ထုတ်ပြီးဆောင်းကြောင်ထိုင်းက ဒူနှစ်ဖက်ပေါ်လက်တင်ရင်ထိုအတိုင်းဆောင်နေသည်ကိုကိုอืมတက်တက်ဆွေမိမိမမိမခိုးပြေးသွားလို့တဲ့အသက်လည်းမပြည့်သေးတဲ့အပြင်ဆယ်တန်းပြည့်ပြီးရတော့သိမကြကြသည်ချီအမေကတော့နေသက်နေစီဖုံးဆက်ကလေးကငိုနေခြင်းဖြစ်ကအဖေကတော့ အဖေကတော့အားလုံးထက်သက်ဆွေရဲ့ဘောပို၍မျောလင့်ထားသူဖြစ်တာကြောင့်ထိုကိစ္စကြားကလေးကသွေးတက်ကပြစ်လဲပြီးနောက်လေပါဖြတ်သွားခဲ့သည် နေတက်တွင်လက်သေးတွင်ကုတ်ချင်းနေမိကအမေပြောသည့်စကားတွေအားနားရဲထက်တလဲလဲကြားရောက်နေမိသည်ကျော်စီရန်ထုငုတ်တုတ်ထိုင်ပြီးနောက်သူ၏သဘင်တွေမှာအနှဲငယ်ရှုပ်ပွားလို့နေကမျက်ဝန်းတွေကလည်းရီဝေနေတုံးဖြစ်ချည်သည် အဖေအဖေနေနေမကောင်းဘူးအထီထီငေါငေါဖြင့်တုံတုံရင်ရင်ထွက်လာတဲ့အတန်ကြောင့်ကျော်စရံထိုးမျက်မှောင်ကျုပ်သွားကသပင်လေးတွေအားတက်တင်ပေးလိုက်မိသည်အိမ်မုံဆုံမွားအခိုက်တန်းမှ လွန်မြောက်လာကငိုမဲမဲဖြစ်နေသော ကောင်ငယ်လေးအားချော့ကမငိုစီရီမြူရပြန်သည်တကယ်ပဲနှွေးကိုမငိုစီခြင်းလိုင်းကားနဲ့ပဲသွားမလား ဆိုင်ကယ်နဲ့အမေစီခဏဝင်ပြီးကားအောင်ခဏငားလိုက်မယ်လေအဲ့လိုအဆင်ပြေလားလွယ်နေကြကြောဘူးအိတ်ထဲလိုအပ်တဲ့ပစ္စည်းတို့ထွားတွေထည့်ရင်ပြာများနေရှာတဲ့နေသက်နှွေးကိုမေးတော့ထူကောင်လေးကခေါင်းသာခါပြဤဖွဲယူတော့ကအမေဝယ်ပေးထားတဲ့ကားတစ်စီးရှိပေမဲ့ထားเสียရနေရာမရှိတာကြောင့်ဘုံကြီးချဝင်းထဲတွင် သွားထားတာမို့နေသက်နှွေးမတိတာပဲအမေစီကလက်ဆောင်ဆိုပေမဲ့ အိမ်နာခွဲနေပြီမို့အမေကမပေးရင် သူမတောင်းချင်ပါချီထိုအရာမှာယောက်ျားတိုင်းတွင်ပါရှိသောပင်ကိုဗီဇပင်ဖြစ်လိမ့်မည်နာနေတဲ့နေတို့ဤအိမ်ချင်းနေရကျော်စီရန်ထုကားကြီးတကားကားဖြင့်လဲပါဝါပြသည်လို့မသွားချင်ပါချီနှူးနှစ်ဖက်စိတ်ခုမဲလို့ရမျိုးသူအမှန်ပင်ရှောင်ကျင်လေသည်နှွေးငါပြောတာတီချာနားထောင်နော် ကျော်စီရန်တို့မတိမတက်ဖြစ်နေသော ကောင်းငယ်လေး၏ဆန်နယ်တွေအားတယူတရတက်တင်ပေးလိုက်ကအကြည့်ချင်းစုံစီ၏ကျော်စီရန်တို့မှာစကားရာကျင်လေသူမှုအတန်အနေထားနဲ့အမှုရာတွေကလည်းယာဒူးကုံတွက်အဝဲစီးပောင်တွင်နိုင်တွင်ရှိက တဖက်လူအားလုံခြုံနှွေးထွေးမှုကိုဖြစ်ပေါ်စေသော ရှိန်ဝါလည်းရှိသည်တကယ်လို့မင်းအမေကငွေကြေးကိစ္စတွေပြောလာရင် မင်းအားလိုက်တတိပေးရမယ်။ငါမျက်နှာကိုမကြည့်ပဲမင်းပေးချင်တဲ့လောက်ပေးလို့ရတယ်။အမေပြောတဲ့အထက်ငွေကြေးကိစ္စတေချာပေါက်ပါဝင်သည်။အဖေစီဖို့နဲ့သက်ဆွေရဲ့မိန်းကလေးဘက်ကအမျိုးတွေမှာတင်တောင်းငွေအားမပေးနိုင်ရင်တရားစွဲဆိုမှုတွေပါ ရှိလာနိုင်တဲ့စကားတွေကြောင့်ငိုယူပြောဆိုနေတဲ့အထက်အနီငွေရေးချေးရေးကိစ္စဟာအဓိကပင်ဖြစ်သည် နေတဲ့တွင်ခေါင်းလေးဆောင်ကကြော်စီရန်ထုတ်အားမော့ကြည့်လိုက်၏ထိုကြည့်တွေဟာ အမြဲတစေသူ့ကိုကောင်းမွန်တဲ့ခံစားချက်တွေပေးစမြဲပင်မိမိကတစိမ့်လူမှုငွေပေးတာရိုင်းတယ်လို့ဖြစ်သွားမယ်ဆိုတဲ့စကားဟာတစိမ့်တစ်ပိုင်းပါဝင်တော့လေအမှန်တကယ်ကတော့သိစေချင်တာလေးတွေလည်းရှိသည်မိမိလက်ချောင်းနေတာအတူရှိမကြီးတဲ့ဤလောကဝဲ လူသားအလုံးဟာတူညီရယ်ဆိုတာမဖြစ်နိုင်ချေတို့ပေမဲ့သူ့နေရာနဲ့သူ အဖိုးတန်က အရေးပါအရာရောက်သည့်ကိစ္စတွေဆိုတာလည်းညှင်းဆန်လို့မရ။နှွေးသူ့အတွက်ဘလောက်တောင်မှ အရေးပါခဲ့တယ်လဲ။ဒီနောက်ထိုးမိသားစုအတွက်ဘလောက်အရာရောက်ခဲ့တယ်လဲ။လိုင်ကာအတူတူဆောင်းရင်ကြော်စီရန်ထုတ်အတွေ့တဲ့အကြောင်းအရာလေးတစ်ခုပေါ်လာပြီးနောက် ။ကောင်းလေးဆောင်ကကုတ်ကုတ်လေးဖြစ်နေသည့်ကောင်းငယ်လေးနရွက်အားလက်ညှိုးနှင့်လက်မသုံးကဖိလိုက်ချည်သည်။နွေအင်းတကယ်လို့မင်းကြီးလေးသက်ဆွေနဲ့ငါရေတူတူနေရင်တယောက်ပဲကယ်လို့ရမယ်ဆိုမင်းဘသူ့ကိုကယ်မှာလဲ။ရေရေမကူတတ်ဘူး။ထိုကောင်လေးရဲ့ဖြေကြောင့်ကျော်စီရန်တို့ရီမောလိုက်မိသည် ဒီနောက်ပပပောင်လေးအားမနာအောင်ဆွဲဖဲ့ကစကားဖြစ်ပြောတာလေကွာချောင်းကြီးပေးထားပြီးကြီးလာတဲ့ကောင်မကွာရေနစ်เสียရလားနေတဲ့တွင်နားမလဲဟန်ဖြင့်ခေါင်းကုပ်သွားချည်သည် အဖြေအားစဉ်းစားနေစဉ်ကြော်စီရန်ထုထိုကောင်လေးအားအကြည့်မလွဲမိမြတ်တောင်ခတ်ပြီးမျက်စံလေးထောင်ကပ်သွားသည်ကားစသူ့မဲစိတ်ဝင်တစားတက်တက်ဆွေကို ်ခဲ့မယ်။မျောလင်းထားပြီးသားဆိုပေမဲ့ကြားလိုက်ရတဲ့အခါမှာတော့ချင်းစူးစူးနဲ့အောင့်တက်တက်ဖြစ်လိုက်ရသည်။ပြီးပြီးပြီးရင်ပြီးရင်မလုပ်ချင်သေးလို့လဲ။ကိုကိုကိုစီကိုလာခဲ့မယ်။မမျော်လင့်ထားတဲ့အဖြေကိုကြားလိုက်ရတော့ပူပြီးအံ့ဩစရာကောင်းစွာနာကျင်ရပါပြီ။ ဆိုတော့ကောင်ငယ်လေးကသူနဲ့အတူတူနှင်းမြုံမယ်ပေါ့နေအောင်ကြည်လုံတွင်အခန်းဆက်ကိုအလဲလဲပြိုပြိုဖြစ်နေတဲ့အဖေပုံရိပ်ကနေတဲ့နေရွက်တော့တော့မျက်ရည်ဆိုးခြင်းစရာအဖေကမူလာလန်းချောင်းတယောက်ဖြစ်က မကြခင်ပင်ပင်စင်ယူရတော့မည်လူကြီးတယောက်လည်းဖြစ်၏တွေးတို့ယောဂရှိနေတာကိုပေါ်ပေါ်ဆဆနေရလေကျော်စီယန်တို့လူနာအားစမ်းတတ်နေရင် ဒေါ်မိုးမြတ်ဆန်၏ငိုတန်ဆက်ဆက်ပြောအားညီတို့မှမတုံ့ပြန်မိချီဆွဲတော့ရမယ့်စီးတွေကတော့ရှိရဲ့ဦးလေးပြနေကြဆရာဝန်နဲ့တေချာပြန်တိုင်းမိမိတောက်တာကတော့ပူကောင်းတာပေါ့ပြနေကြဆရာဝန်ရဲ့တော့မရှိပါဘူးကိုထွေရဲ့နေတဲ့တွေလဲလျောင်းနေတဲ့အဖေဖေတိုးကတ်ထိုင်ရင်မျက်လုံးထောင်းလေးတွေဆူဆွတ်လာချီသည် လိုက်တက်လာတဲ့ဝမ်းနေမှုလေးတွေမှာပါဇက်ကပင်ပြန်လည်ပွင့်အံ့မတက်ဦးတက်ဦးကစကားပြောတဲ့အခါသူဤရှာက စိတ်သွားတိုင်းမပါတော့ချီဟူဝါဝါစကားတွေသာ ထွက်ပေါ်လာပြီးအာမလို့အာမရစိတ်နဲ့တိမ်ငယ်စိတ်တွေကြောင့်ကျမ်းမာရေးဟာပို၍ပင် ဆုပ်ယုပ်လာချီသည်အဲအဖေ တာကြီးကိုမြင်တဲ့အချိန်ဥသက်ဦးမျက်လွာချမိလိုက်၏စိတ်ထဲနောင်တတွေဝင်ရောက်လာခြင်းဒီကလေးအားသူ့တောင်းပန်မှုပင်ခွင့်မသာတော့အခုတော့နှုတ်ဖြားမစကားတခွန်ပြောဖို့အတွက်ညီမခက်ခဲကြသူနားလဲခဲ့ပြီဖြစ်သည်ကျော်စီရန်ထုတ်အလိုက်တသည့်ခနာတာရှောင်ထွက်နေတော့နေတဲ့နှွေးအမေလက်ထဲသိန်း၂၀အတီးပုံအပ်ခဲ့သည် ငွေဘုံကိုကြည်လို့အမေကတော့မင်းတက်လို့နေ၏ကုထုကရောကြည်ပြူလို့လာသားရဲ့စင်စစ်ကို နေတန်တွေကတောင်းမိသူလည်းမဟုတ်တလို့အချီငါဆိုတာကဗာမန်းတိမိကလေးတာ မဟုတ်ပါချေနေတန်တွေ မလိမညာစတဲ့ပင်ယူသားစွာပြောလာ၏ကိုကိုကိုပေးပေးခိုင်းနာတော်မိုးမြတ်ဆန်အနေငယ် အံ့အားတင်သွားတော့ညာဘာစကားမှထက်မဆိုပဲခေါင်းငိုတာငုံလို့မျက်ရည်စက်တွေအားကွယ်ဝဲလိုက်ချည်သည်ဒီနေ့တွေမှာသူတို့မိသားစု အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ကအဒီကထောက်တိုင်ဖြစ်တဲ့ဥသက်ဦးတရှောင်ရှောင်ဖြစ်လာခြင်းတွင်ပို၍တည်တာလာခဲ့သည်အပေါ်ဝင်ငွေဆိုလို့နေသက်နှွေးဤလာစာလေးသာရှိပေမဲ့ အခုလိုမျိုးမိုးတက်ဆွေကြီးလောက်ရက်မှာဖခင်လောက်သူအားတင်မင်းကတွင်ဝါတို့ကြာရောက်လူနေပါနေတဲ့နေခြံထဲဆင်းလာတဲ့အခါခရီးပင်ကိုအဝဲကြော်စီရန်ထုတ်ဖုံးပြောနေတာကြောင့်ဘေးနာတွင်အတန်မပေးပဲရှက်တက်နေ၏ဩနေနေတဲ့နေခေါင်းလေးဆောင်ကကြော်စီရန်ထုတ်အနာပို၍တူကပ်လိုက်သည်သူခေါင်းပေါ်ကြာရောက်တဲ့လက်ဖွားကနေ စီးဆင်းလာတဲ့အနှွေးတက်ကလေးဟာသဘောတကျတိုးဝေလိုက်တဲ့အခါရည်တန်လွင်လွင်လေးထွက်ပေါ်လာလေသည်ကိုကိုကချောတယ်ပြုံးလိုက်ရင်သွားတွေအများကြီးပေါ်တဲ့အထိရည်လိုက်ရင်တအားချောတာကိုကိုကျော်စီရန်ထုထူပြူသည့်နှုတ်တန်ပြူပြီးနောက်ကောင်းငယ်လေးဤနီမြန်းစားပြူနေသောနရွက်ထိတ်ကလေးအားစော့မြူနေ၏နီနီ ခဲခြင်းနေခဲခြင်း ਨੇ မရဘူးကြော်စီရန်ထွက်ကချက်ချင်းဆိုသလိုကိုခွန်းတုံပြန်လိုက်ဖြစ်လေသည်နေတန်တွေမျက်လုံးဝိုင်းလေးတွေပြူးကျယ်လို့နှခမ်းပပားလေးတွေမှာပွင့်အားသွားချီသည်ကြော်စီရန်ထွက်ညင်းလိမ့်မည်လို့သူ့လုံးဝကိုထင်မှတ်မထားဖြစ်၏မင်းကိုပဲလွတ်လိုက်ရင်ပြန်မလာမှာစို့လို့ငါကိုယ်တိုင်လိုက်လာတာထင်းတဲ့အတိုင်းပဲလူလေလေး လောကတွင် နေသက်တွေကိုလူလဲလေးဟု သမုတ်သူမှလည်းကြောစီရန်ထွက်တာရှိလိမ့်မည်မင်းမရှိရင်ငါ့ကိုထမင်းကြိုက်ဘသူလာဖို့မှလည်းလာမယ့်အပတ်ကစပြီးငါတကယ်လှုပ်ရှုပ်တော့မှမတွေ့ရမှချင်းအတူတူတောင်မှ သူရဲ့ရောက်တွင်သာ ကောင်းငယ်လေးအားရှိနေစေခြင်းသည်ခက်တွေတွေလေးဖြစ်နေတဲ့နေသက်တွေပုံစံမှာဝေခွဲရခက်နေကအကျက်တဲ့ကြုံနေရရှာသည် ကျော်စီရန်ထုခါသက်စွာပင်ရီမောလိုက်မိကနေသက်နှွေဤဝဲဘက်ရင်အောင်တတိလေးအားလက်ညိုးဖြင့်ထောက်ကမင်းရဲ့အရင်ဘက်တတိလေးထဲမှာငါအတွက်နေရရောရှိသေးရဲ့လားကွာနေသက်နှွေနရွက်ထိတ်ကလေးရဲတွတ်သွားကခေါင်းလေးဆောင်ပြီးနောက်အစာကောက်နေသည့်ကြက်ပေါက်လေးလိုခေါင်းလေးတစ်ဆက်ဆက်ငိမ့်ပြလာ၏ဘသူကများအကြာကြီးစိတ်ကောက်နိုင်မည်နီး ကျော်စီရန်ထုအမဲလို သူဟာစတုဒီသာတိုးနေရတယ်လို့မျိုးခံစားနေရသည်။ကောင်ငယ်လေးဤအတွေ့အဲနေရရဖို့ဘေးကလူတွေနဲ့အမဲလို လူရက်နေရသည်မှာအားမလိုအားမရပင်ဖြစ်မိသည်။ပြန်မယ်ကားမမီပဲနေမယ်။ကိုကိုကိုတက်တရက်တရက်လေးပဲမရဘူးကွာနွေးရ။ နေတဲ့တွင်ဤမျက်ဝန်းဝိုင်းတွေနဲ့မျက်ရည်ကြီးတွေရောက်လာလို့မကြခင်မဲ့အည်ပြောကရွာချတော့မိမူလို့ပင်ကြော်စီရန်ထွတ်သွေးကြောတွေရဲ့တကြီးကြီးရရန်လာကအံပင်ကျိတ်လိုက်မိသည်တနေ့တခြားကိုပဲဒီကောင်လေးကအန်ဒီရဲ့များလာတာပင်ငါပါနေမယ်အဲ့ဒါဆိုနေတဲ့တွင်ညင်းဆန်ခြင်းမပြု မျက်ဝန်းလေးမှာပြုံးသွားကတရက်ဖူးဖူးလေးပေါ်တဲ့အထိရီမောပြလာ၏ရုတ်တရက်နေသက်နွေးပါနှစ်ဖက်မှာတန်မာတဲ့လက်ခုံတွေကြာအုတ်ကိုင်ခံလိုက်ရကသူဤပါလာသောနှခမ်းပါလေးတွေမှာရှိသူစူထွက်လာသည်မှာဘဲပေါ့စလေးနဲ့ကျော်စီရန်ထိုးဤမျက်ဝန်းတွေမှာပေယာချီနဲ့သည့်အတူရာကြောင့်နဲ့တဲ့ဖွဲမဲမောင်လို့အေးဆက်နေ၏ ထို့နောက်နီကက်စွာပင်အရှနေတဲ့အတန်နဲ့ဆူလာသောစကားမှာနောက်ငါနဲ့ငါနဲ့ပဲနွေအဲ့ကြရင်ငါမင်းကိုလွတ်ပြီးတော့မှာမဟုတ်ဘူးနောက်ငါနဲ့အဲ့ချင်းဆိုရင်နေတဲ့နွေရဲ့အတက်မှာ25နှစ်ပင်ဖြစ်သည်ဦးတက်ဦးအားစီတလုံးထပ်ထိုးပေးပြီးလိုအပ်တာတွေပြင်ဆင်ပေးပြီးနောက်တွင်ကျော်စီရန်ထုတ်ရေချိုးရန်ပြင်လေသည် ရေမောင်းနဲ့ဆက်ရှိတာကြောင့်သူတို့ရဲ့အိမ်မှာလိုရေနှိမ့်စရာတော့မလိုချေနေတန်တွေကကြောစီရန်ထိုးအတွက်ပစိုးရှာပေးကလက်ထဲသို့ထည့်ပေးလိုက်၏ပစိုးအားပခုံးပေါ်တင်ရင်နေတန်တွေဤပါအားလက်ခနဲနန်းဖို့လည်းမမေ့နန်းလိုဝါမှာလျှက်ရထွက်အနောက်တွင်နေတန်တွေအမေအားမြင်လိုက်တဲ့အခါတုံယောက်သားတလဲစီတယောက်မျက်နာတယောက်ကြည့်လို့နေရခတ်သွားကြလေသည် နေတဲ့နေရတော့ခေါင်းပေါ်မှာအငွေလေးတွေပင်ထွက်မတတ်ဖြစ်သွားကကြော်စီရန်ထိုးဤကြောနာမတိမတာဝင်သွားသည့်ပုံမှာလက်ကလေးရခွန်နဲ့ဝင်ပုံးသွားသည်နဲ့တက်နေကိုထုထမင်းစားဖို့ပြင်ပေးလိုက်အောင်လေအမေသားဖေကိုစံပြုတ်လေးတိုက်လိုက်အောင်မယ်ဟုတ်ထိုးနောက်မိဖို့ချောင်းနဲ့ပြေးဝင်သွားသောကောင်းငယ်လေးအားကြီးကကြော်စီရန်ထိုးကူကယ်ရမဲစွာရီမောလိုက်မိသည်